င်းသားစောင့်ဆိုင်နေခဲ့သောအချိန်ကိုရောက်ရှိခဲ့ပါတယ်။အခုရေးကိုလက်လွတ်မခံပါနဲ့အခုဟိုက်ကဲတဲ့အနေအားနွားတို့ရေးတဲ့ဆင်းကြောပစ်ခဲ့တဲ့ဒင်းတို့ကလို့အာထိုင်ခဲ့တဲ့နေရာကိုဒင်းတို့လျောင်းကိုင်းနဲ့ဆင်းကြောပစ်ကြမှာငါကျင်းနဲ့နိုင်မယ် ထုရာဘမြန်သာထိုင်သွားသည့်နေရာများအောင်နွားနူရီများဖြင့်ကြိုးပြခဲ့ကြပါသည်တင်တို့သမင်းဝအောင်သစားထားကြပြီတင်တို့ကပိလဝနန်းကိုတင်တို့လေချောင်းသွေးနဲ့ခြေစည်းပြီးငွားကိုယ်တိုင်မီးလောင်တိုက်သွင်းပြန်မယ် အတေနဒီကောတလမင်းကြီးသည်မြတ်စွာဘုရားရှင်ကဖူးမြော်ပြီးသည်နောဇေဒဝံကျောင်းတော်အတွင်မှပြန်လည်ထွက်ခွာခဲ့ပါ၏။ကျောင်းဝဲအပြင်ဘက်သို့ကျောက်တော်အခါမိမိ၏သားတော်ဝိတ္တဒူပမင်းသားနှင့်သူ၏နောက်ပါစစ်တီရဲမဲများကိုမတွေ့ရသောအခါအခြေအနေအရရက်ကိုရိတ်စားမိတော်ပါတော့တယ်။သူမိမိရဲ့သွေးသားအရင်းချကမိမိအပေါ်လောက်ရလိုက်လေခြင်းအကြံပတ်ဆက်ကျေးဇူးကမ်းရလေခြင်း စသည်နာကျင်ခံကားမှုတွေက သူ့နှလုံးသားကို ပြန်စွာ လောင်မြိုက်နေပါတော့တယ်။ထို့နောက်မြင်းတကောင်နဲ့အစေကံမောင်းမငယ်တခုသာပိုင်ဆိုင်တော့သည့်ထီးနန်းလူယူခံရသောနန်းကြပရင်ကြီးဟာဇေတဝန်ကျောင်းတော်မှာပြပသို့လေးပင်သောခြေလမ်းများကိုထွက်ပါခဲ့ပါတော့တယ်။ညချမ်းအချိန်သို့ရောက်သောအခါဇရက်ကြီးတခုပေါ်၌ပတိနဒီကောသလပရင်ကြီးကစိတ်ထိခိုက်ကြေကွဲခြင်းတွင်နေအတူ ရုပ်ပိုင်းဆိုင်ရာ၌လည်းနာမချမ်းချစ်ချင်းကိုခံစားခဲ့ရပါတယ်သူနောက်မှာတော့ပတေနဒီကောတလာမင်းကြီးဟာသူ့မိတ်ဆွေကြီးဖြစ်သည့်အဇာတတနင်းထံအကူအညီတောင်းခံရန်ရာဇဂရုမျိုးတော်ဘတ်စီသူခီးပြင်းနေပါတော့တယ်။သို့တော့ရာဇဂရုမျိုးတော်သူအရောက်နောက်ကျပြီးမြို့တကားမှာပိတ်သွားပြီးထေတွင် ရာဇဂရမျိုးအတွင်းသို့ဝင်ခွင့်မရခဲ့ရှာသူနေညာချန်အခါမှာလောပတေနဒီကောတလမင်းကြီးဟာရာဇဂရမျိုးတော်ဤတကားအပြင်ပန်း၌ရှိသောတရက်ပင်အောင်း၌မူလင်းခြင်းကိုစောင့်စားအိတ်ဆက်နေရင်ကိုရိုင်းပင်ပန်းနေခြင်းစိတ်ထိတ်ခိုက်ခြင်းနာမကျန်းဖြစ်နေသည့်အချင်းတွင်ခီးပြင်းနှင်လာရခြင်းတို့ကြောင့်အာအင်ကုန်ခန်းကချမ်းအေးလာသည့်ယာတိဥရုတံကိုခန်းတိုင်းရေမရှိတော့ပဲ။ နတ်ရွာစဉ်ကန်တော်ကုန်ခဲ့ရပါတော့တယ်နောက်တနေ့မနေ့မှာတော့ထိုတည်င်းကိုကြားသိသွားသောအဇာတတ်မင်းကြီးဟာမဟာမိတ်မင်းတပါးခေတ္တပတိနတိကောသလမင်းကြီးအားမင်းအဆင့်အတန်းဖြင့်လျောညီစွာတင်းကြိုပေးခဲ့ပါတယ် ရာဇဂရုမျိုးတော်ရဲ့ဆန့်ကျင်ဘက်ကောသလနန်းတော်မှာတော့ဝိတရုဘမေသားဟာသူ့ရဲ့အကြံစီတွေကိုအကောင်အထည်ဖော်ရန်ကောသလနန်းတော်မှာကပိလဝတ်တိုင်းပြည်သို့စတင်ထွက်ခွာရန်ပြင်ဆင်နေပြီဖြစ်ပါတယ်။ အစီယဝရီမြင်မင်းဟာတာဝတိပီအီအနီမှာစီစဉ်တွင် ကောဒလအတန့်ဤအနောက်ဖက်ကိုဖြတ်တန်းစီစဉ်နေတော်မြစ်ကြီးဖြစ်ပါလေ။တာကီမမင်းတို့ဤကပိလဝတ်ပီအီမှာတက်ရိုက်မဖြတ်တန်းတော်လေ။တာကီဝင်မင်းတို့ပိုင်ဆိုင်သည့်မြေဧရိယာအနီးတွင်တရှိနေတော်မြစ်ကြီးဖြစ်ပါလေ။ဝီတူပမြင်သားသည် စင်တတ်မြင်တတ်များချမ်းရံလျက် စစ်သည်ရဲမှတ်များစွာဖြင့်အစိရဝတီမီကျော်တလျှောက်မှသာကီဝဲမင်းတို့၏ကပိလဝတ်နန်းတော်သို့စစ်ချီလေတော်သည်ထိုအကြောင်းကိုသိနှင့်နေသောမြတ်စွာဘုရားရှင်သည်လန်းခုလက်တွင် ရှေးမှသာစီလျက်ရက်တော်မူနေလေသည် တကားတော်ဝိတတူပါဘယင်ပူပြင်းလာဖို့နေရောင်အောက်တွင်တစ်ပင်များ၏အရေးအာဝါသာသည်အေးချမ်းမှုကိုဖြစ်စေပါれထိုတစ်ပင်တို့၏အရေးအာဝါသာအေးချမ်းမှုထက် အဆွေအမျိုးတို့ဤအရေးအာဝါဒသည် ပိုရွအေးချမ်းစေပါれတကားတော်မင်းမြတ်ဝိတတုပမင်းသန်သည်မြတ်စွာဘုရားရှင်ကိုလေးစားကြည်ညိုစေရင်ဆွဲရှိသည်အလျောက်လမ်းခုလောက်မှကောတလနန်းတော်သို့နှကျင်တိုင်တိုင်လှပြန်ခဲ့ရပါれလှပြန်ခဲ့ရပေမဲ့လေသူဤအမုံအာဂါဒစိတ်များကအနှဲငယ်များယောပါသွားခြင်းအလင်းမရှိခဲ့ပါ သုံးကြိမ်မြောက်တွင်ကမြတ်စွာဘုရားရှင်သည်ဆွေတော်မျိုးတော်တာကီဝင်မင်းသားတို့၏အတိတ်ဘဝ၌ဖြုတ်ခဲ့ပူတော်ဘူကျွေးချင်မှပြန်လည်ပြီးဆက်ရမည်အထီကိုမြင်တော်မူ၍မတားဆီးတာတော်ပဲလီတော်မူခဲ့ရပါသည်ထိုအချိန်မှာတော့ဝိရထုဘဘယင်ဤစင်သက်မြင့်သက်စစ်တီရဲမှများစွာသည်ကပိလဝတိုင်းပြည်သို့စစ်ချီကတာကီဝင်မျိုးနွယ်တို့အားမိမားညင်တည်ပါမှုကြောင့်အညိုးကြီးစွာတိုက်ခိုက်တပ်ဖြတ်ကြပါတော်မူ ူပါမင်သားဟာသူ့ရဲ့အမုန်းတရားအာဂါဒအညူရီရဲ့အောက်မှာတာကီဝေမင်းကြီးရဲ့ကပိလဝတ်နန်းတော်ကြီးကိုအလုံးစုံပြတ်တုံးစီခဲ့ပါတယ် ူထိုင်ခဲ့သည့်နေရာများအားလွားတို့ဤဖြင့်စည်းကြောခဲ့ကြသောတာဂီဝဲမင်းတို့ဤလေချောင်းတွေးတို့ဖြင့်ကပိလဝနန်းကိုအချင်းတန်စွာဆွန့်ထင်းစေခဲ့ပါလေထို့နောက်ဝိတ္တုပမင်းသားဟာအနန္ယသူတယောက်ပမာဖြစ်အောင်ကျုံးွား၍အောင်ပွေးခံနေခဲ့ပါလေသူဤအသွင်ပြင်းပုံပန်းတရာမှာဘလူးတကောင်ပူကတ်နေသည့်အလားအင်မတန်ရက်စက်ကြမ်းကြုတ်ပြီးပါတော့တယ် ဝီရတူဘမင်းသားနှင့်သူ၏စင်တပ်မြင့်ထက်စစ်တဲ့ရဲမှများသည်အာရအောင်လက်စားချေအောင်ပွဲခံပြီးနောက်ကပိလဝနန္ဒောမှာကောတလတိုင်းစီတို့ပြန်လည်ထွက်ခွာခဲ့ကြပါတော့တယ် လန်ခီတဝတ်တို့အချောင်းအစီရာဝတီမိကန်နာပြည်တွင်ခိတ္တစခန်းချ၍နားနေကြရန်စီစဉ်ခဲ့ကြပါသည်ထို့အချိန်တွင်အစီရာဝတီမိပလန်ဤကောင်းကင်ထက်၌မိုးသားများမောင်မက်လာကလက်စီမိုးကြိုးများဖြင့်မိုးများဒီထန်စွာရွာချလာပါတော့သည် းရွာသွန်းမှုကြောင့်မိုးရေများနှင့်အတူတောင်ကျရေများကအစေယဝရီမြစ်အတွင်းသို့အရှင်ပြင်းစွာကြဆင်းလာကြပါတော့လေအရှင်ပြင်းစွာထိုးကြလာတော့တောင်ကျရေများကြောင့်မိရေများပြည့်ပြန်လာသည့်အတွက်မိကန်းနံဘေးအထက်စီသို့ရေများရှန်တက်လာပါတော့လေတောင်ကျရေများကမိုးချိုးလျက်စီရှင်ပြင်းထန်လာတော့ရိုက်ခတ်စည်းစင်းနေပါတော့လေ ရှင်ပြင်းစွာရိုက်ခတ်လာသောမိုးစိုးမုန်တိုင်းနှင့်ကောင်းချရေများကြားတွင်အစီရဝလီမီကန်းဆက်၌စခန်းချနေသောဝီတုတပါမင်းသားညင်တူဤစင်တက်ညင်တက်စစ်တီရဲမှများသည့်အစီရဝလီမီအတွင်သို့ဖြိုပြဲဖြစ်ကညောပါကုန်ကြပါတော့တဲ့အစီရဝလီမီအတွင်ငရဲပွဲသည့်အလားအော်ဟစ်တန်ချာနှင့်ဆူညံနေပါတော့တဲ့ အဆုံးသက်ဏီကုံမှာတော့အညိုးအာကာရအကြီးမားလာစွာမြက်စွာဖျားရှင်ဆွေတော်မျိုးတော်တာဂီဝဲမျိုးတွေဟာရက်ဆက်စွာတက်ဖြတ်ထဲသို့ဝိတ္တူဘာမြင်းသားနှင့်သူဤစင်သက်မြင်းသက်စਿੱတိရဲမများသည် အစိယောဝရီမိတဲ့တွေ့၌နှင်းမြုတ်ကအသက်ဆုံးရှုံးသွားခဲ့ရပါသည် ဗီတူတိုဘာမင်သားဟာပြည်စုံကြွယ်ဝတော်ထင်းညွတ်နန်းလျာဖယင်းသားတော်ထွက်ခဲ့ပြီမဲ့လေသူဤအညိုးအားကသာအမုန်းတရားများကြောင့်တာကီဝင်းမုန်းကြွယ်ရဲ့ဘဝကိုပျက်စီးစေခဲ့သလိုသူဤဘဝဟာလည်းပျက်စီးဆုံးဆုံးခြင်းနေနဲ့ကျုံ့ပြေခဲ့ရပါတယ်အညိုးအားကသာအမုန်းတရားများကျင်းဝေးနိုင်ကြပါစေကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးဖေးနာက notification bell လေးကိုနှိပ်ပေးခြင်းဖြင့် आप ही गजा बाऊ नो